င်္ဂလာပါခင်ဗျ KGD Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာကျွန်တော်တို့ PWM Solar Controller နဲ့ဒီ Buck Converter ပေါ့နော်ဒီ၃ယောက်ပဲ Buck Converter ပေါ့ဒီနှစ်ခုကိုကျွန်တော်တို့က Solar Controller အဖြစ်နဲ့အသုံးပြုမယ်ဆိုရင်ဘယ်ကောင်က ပို့ပြီးတော့အာ efficiency ပို့ပြီးတော့များမလဲဘယ်ကောင်ကပို့ပြီးတော့ကောင်းမလဲဆိုတာတစ်ချက်ကျွန်တော်တို့စမ်းသပ်ကြည့်မယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့သဘောတဘာဝအရာတော့ဒါ PWM ကတော့ဒါလုံးဝကို solar နဲ့တုံးဖို့ကထုတ်ထားတဲ့ဟာဖြစ်တယ်။ဒီ buck converter ကြတော့သူက boost shot နဲ့ cut ပေါ့နော်။ buck converter ဆိုတာ boost shot cut ကိုပြောတာဖြစ်တယ်။သူကကြတော့ဘိုအားအမြင့်ကနေအနှင်းကို short ချပေးတဲ့ cut ပေါ့လွယ်ပြောရင်တော့သူ့ကိုလည်းပဲဒါကျွန်တော်တို့က solar တွေကနေဝင်လာတဲ့ဘိုကို short ချပြီးတော့မှကိုလိုအပ်တယ်လို့ပေါ့နော်။ဥပမာကိုသွင်းချိန်တဲ့ battery ရဲ့ charging board တွေအထိဟို short ချပြီးတော့မှဒါသွင်းပေးလို့ရတယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့သူ့မှာကြတော့ ဒီမှာ CCTV ဆိုပြီးတော့မှဘိုးတယ်နဲ့ကားရန်ကိုချိန်ဖို့ရအတွက် variable resistor တွေပါတယ်ပေါ့နော်။ဟုတ်ပြီ။တခုရှိတာကတော့သွားတော့ဒါ solar controller အတွက်တည်တံ့ထုတ်တာဖြစ်တဲ့အတွက်သူ့မှာတော့ display တွေပါတကားတယ်ပါလာမယ်။သူ့မှာကျတော့ display ဘာညာတော့မပါဘူးပေါ့။ဟုတ်ပြီ။ display ဘာညာတော့မပါဘူး။အဲဒါပေမဲ့သူ့ရဲ့အဝင် MPR တွေအထွက် MPR တွေကိုတည်ချင်တော့ကျွန်တော်တို့ကမီတာတွေနဲ့ထောက်တိုင်းကြည့်မှာပဲရမယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ လိုက်ပြီးတော့စမ်းသပ်ကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးဒီ25ဝက်ဆိုလာပေါ့နော်နဲ့အဒီ PWM ပေါ့နော်ဒီ solar design PWM solar controller နဲ့ဒီ 3S battery ကိုကျွန်တော်တို့စမ်းပြီးတော့သိင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာအဲသူကကြတော့ PWM controller ရဲ့ထုံးစံအတိုင်းသူကကြတော့ battery နဲ့အရင်ချိတ်ဆက်ပေးရမယ်ပေါ့နော် solar အရင်ချိတ်ဆက်လို့မရပါဘူး ဘက်ထရီနဲ့ယဉ်ချိတ်ဆက်ပေးရပါမယ်အဲ့တော့ကျွန်တော်ဘက်ထရီနဲ့ချိတ်ဆက်ပေးလိုက်မယ်အဲ့တော့ဘက်ထရီပေါ်လာလာပြီးတော့ပြတယ်ဗောနော်ဒီမှာ10.4ပဲရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဆိုလာအဝင်ပေးလိုက်ဗောနော်ဟုတ်ပြီမာ minus ပေးမယ်မ plus ထောက်ပြီအဲ့တော့ချိတ်လိုက်ပြီအချိတ်လိုက်တော့ဒီမှာသူ့ရဲ့ display မှာသွားဒီမှာဆိုလာပုံလေးလာပြီးတော့ပြတယ်နော်အဲသွားကြတော့ဒီ so what တစိတ်တွေကကြတော့သွားဒီတခြား controller တွေပေါ့เนาะဒီ PWM တွေလို့တော့ဒီမြားလေးอ่ะတော့ဒါမှမဟုတ်လည်းဒီ solar ပုံစံလေးอ่ะပေါ့เนาะဒီတော့ blink ပေါ့เนาะဒီ mate တော့ mate တော့မဖြစ်ဘူးတော့ဒီပုံစံတိုင်းပဲတဆန်တာသူအသွင်းနေပေါ့เนาะဟုတ်ပြီအဲ့တော့သူ့ရဲ့ charging current ကိုကျွန်တော်တခြားတော့တိုင်ကြည့်မယ်เนาะဟုတ်ပြီအဲ့တော့နောက်တစ်ခုကျွန်တော်တို့ back converter နဲ့ဆိုရင်ရောဘယ်လိုလာမလဲဆိုတာတစ်ချက်တော့ စမ်းကြည့်အောင်အဲ့တော့ဆိုလာတော့ဒီဆိုလာပဲအသုံးပြုမယ်ဘက်ထရီကလည်းဒါပဲအသုံးပြုမယ်ပေါ့နော်ဟုတ်ပြီဘက်ထရီရဲ့ပိုကတော့10.7ပဲရှိတယ်ဟုတ်ပြီအဲ့တော့ဘက်ကွန်ပါတာလည်းတစ်ချက်စမ်းကြည့်မယ်ဒီမှာ300ဝက်ဘက်ကွန်ပါတာနဲ့ကျွန်တော်စမ်းပြီးတော့တွင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုလာဝင်ဒီမှာပေးထားလိုက်ပြီအဆိုလာတော့ခုနဆိုလာပဲနော်တူတူပဲ25ဝက်ဆိုလာအသုံးပြုထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဘက်ထရီကိုချိတ်ဆက်လိုက်မယ်ဒီအထွက်ကိုတော့ကျွန်တော်12.6ဖို့ချိန်ပေးထားတာပေါ့နော်ဟုတ်ပြီ ဒေါ်လာပိုင်းစစ်ဖို့ချိန်ပေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒူစမ်းပြီးတော့တွင်ကြည့်မယ်โอเคတွင်လိုက်ပြီတွင်ပြီးတော့မှသူ့ရဲ့ charging ampere ကိုတစ်ချက်တော့တိုင်းကြည့်မယ်ပေါ့နော်သွားတော့ဒီမှာ0.86ပေါ့နော်0.9နီးနီးလောက်တဲ့ဝင်တာကိုတွေ့ရတယ်နော်အဲ့တော့100 ml ကြော်ကြော်တော့กว่าတယ်ပေါ့နော်ဟုတ်ပြီဒါကတော့ဒါဆိုလား ပေးလို့လည်းဖြစ်မယ်ပေါ့နော်ဆိုလာဝက်ကြီးရင်ကြီးတယ်လို့တော့ဟွာချောင်းမှုကများသွားနိုင်တယ်ပေါ့နော် efficiency အရပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ PWM တွေထက်စာရင်တော့ဒီ buck converter တွေကိုဒီလိုအသုံးပြုတာကပို့ပြီးတော့ကောင်းတာကိုတွေ့ရမယ်ပေါ့နော်ဟုတ်ပြီခုကတော့ဒါ solar ကဝက်နည်းနေတဲ့အတွက်အဲတိတ်ပြီးတော့မကွာဘူးလို့ထင်ရတယ်ပေါ့နော်အာ100မီလီလောက်ပဲကွာတာ ဲ့တော့တကယ်တမ်းဆိုလာဝက်ကြီးရဲ့ဟာပေါ့နော်ဥပမာဒီ50ဝက်တို့100ဝက်တို့ဒါကျွန်တော်တို့အသုံးပြုခဲ့မှာဆိုရင်တော့အဲ MPR ကွာချောင်းမှုကဒါဒီထက်လည်းပိုသွားနိုင်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခုနကစမ်းသက်ခဲ့တဲ့ဟာကိုကြည့်မယ်ဆိုရင်ဒီဘတ်ကောဘတာကနည်းနည်းလေးပို့ပြီးတော့အာ efficiency ပို့ပြီးတော့ကောင်းတာကိုတွေ့ရတယ်ပေါ့နော်အဲကျွန်တော်ရဲ့တွေ့ကြုံရကျွန်တော်ပြောမယ်ဆိုရင်ခုနဟာကြတော့ကျွန်တော်တို့ကအသုံးပြုတဲ့ဆိုလာကဝက်နေတယ်ပေါ့နော်ဝက်နေတဲ့ခါမှာတော့ဒီတိတ်ပြီးတော့မသိတာဘူးဗျ ဥမာဝက်300လောက်မနော်ဒီဝက်200ဝက်300အဲအလောက်ရောက်သွားပြီဟိဆိုရင်တော့ဒါသူ့ရဲ့ charging ampere charging နဲ့ twin ပေးတဲ့အသွင်းနှုန်းတွေကဘာလဲဆိုရင်တော်တော်လေးကိုကွာတာကိုတွေ့ရမှာဖြစ်ပါတယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ buck converter တွေမှာကြတော့သူကတခုရှိတာကဒီ solar panel ရဲ့ voltage ကိုသူကအကောင်းဆုံး adjust လုပ်ပေးနိုင်တယ်ချိန်ကြီးပေးနိုင်တယ်အတွက်ကြောင့်ဗောနော်ဒီအထွက်ကိုသူကဒါ သူ့မှာ MPPD စနစ်နှီးပါးကိုဒါအလုံးလုံးနိုင်တယ်ဗောနော်ဒီကတ်တွေကအဲ့ဒါကြောင့်မို့လို့လေသူ့ကိုကျွန်တော်တို့ကတစ်ချက်ကြည့်မယ်ဆိုရင်သူ့မှာပါတဲ့ component တွေကြည့်မယ်ဆိုရင်သူကကြတော့အဲ့ပါ interdata တွေရောတစ်ခါလဲပါတယ်နောက်ပြီးတော့ဒီ reverse current တွေမဖြစ်အောင်ဗောနော်ဒီ dial out တွေပညာကအစဗောနော်ဒါအကုန်လုံးဒါတစ်ခါလဲသူကပါပြီးသားဖြစ်တယ်ဗောနော်ဟုတ်ပြီတချို့ကမေးလိုက်မယ်သူ့ရဲ့အဝင်ဘိုးဘယ်လောက်ထိပေးလို့ရလဲဗောနော်အဲ့တော့အဝင်ဘိုးဘယ်လောက်ထိပေးလို့ရလဲဆိုတာကတော့ကိုကသိချင်တယ်ဆိုရင်ဗောနော်ဒီ side ဒီ back converter တွေမှာသူ့ရဲ့ ဒီအဝင်ဘက်ချမ်းမှာသွားတော့ in ဆိုတဲ့ရေးထားတဲ့ဘက်ချမ်းမှာသွားအများရန်ဘာလဲဆိုရင် capacitor တွေပါပါလိမ့်မယ်အဲ့ဒီ capacitor မှာရေးထားတဲ့ဘုတ်ကိုကြည့်လိုက်အဒီမှာဆိုရင်တော့ဒီမှာ50ဘုတ်ပေါ့နော်50ဘုတ်လို့ရေးထားတဲ့အတွက်ဒါဆိုရင်ဒီကောင်က50ဘုတ်လောက်ထိရတော့အဝင်ခံနေတယ်ပေါ့အဲ့တော့ VOC 50ဘုတ်အောက်ရှိတဲ့ဒါ solar တွေနဲ့ကျွန်တော်တို့တွဲဖက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့တခုရှိတာက solar ရဲ့ VOC ဆိုတာလဲကျွန်တော်တို့ဒီလှုပ်ဆွဲလိုက်ရင် VOC က ကျသွားတာ၄လည်းရှိတယ်ဗောနော်ဟုတ်ပြီအဲ့သူကကြတော့ဒါ20 MB ပေါ့ဒါပေမဲ့10 MB လောက်ထိပဲသုံးတာကအဆင်ပြေတယ်20 MB နီးပါးလောက်သုံးချင်တယ်ဆိုတော့သူ့ကိုဒါ ventilation ပေါ့နော်ဒီအပူစွန့်ထုတ်တဲ့အော်တော့ကောင်းကောင်းမွန်မွန်ဒါအပူစွန့်ထုတ်စနစ်ကိုတော့လုပ်ပေးမှရမယ်ဗောနော်ဟုတ်ပြီ PPWM တွေကကြတော့သူကဒီ MOSFET တွေရဲ့ဒီ on off လုပ်တဲ့ switching ကိုအခြေခံပြီးတော့မှာဗောနော်ဒီ duty cycle လေးရတော့လုတ်လုတ်တာဖြစ်တယ်ဗောနော်သူရဲ့လုံးလုံးပေါ့ဟုတ်ပြီအဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့နိုင်ရှင်တဲ့အခါမှာ အခုနကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းဘက်ကောင်ဘတ်တာတွေကပို့ပြီးတော့ efficiency ပိုကောင်းတော့တွေ့ရတယ်။ဒါပေမဲ့တခုရှိတာကဒီဘက်ကွန်ဗာတာတွေကကြတော့ဒီ battery management ဘိုင်းမှာကြတော့ဒီ PWM ထပ်ပို့ပြီးတော့အားနေတယ်။ solar တွေဘက်ကဒီ PWM တွေကကြတော့သူက solar controller အဖြစ်ကိုကထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူ့မှာဒီ battery ကို management လုပ်တယ်ပေါ့နော်။ဒီ battery ကို monitoring လုပ်ပေးတဲ့စနစ်တွေအာနောက်ပြီးတော့ အာ over charging တွေ over discharging စတဲ့တွေတော့အကုန်လုံးပါပြီးသားပေါ့နော်အဲသူကကြတော့အဲ့ဒီလိုတော့မပါဘူးဒါပေမဲ့သူ့ကိုကြတော့ကျွန်တော်တို့ကဒီ BMS စနစ်ပါတဲ့ battery တွေတွဲသုံးမယ်ဆိုရင်တော့ပို့ပြီးတော့တင့်တော်တာပေါ့ဘာကြောင့်လဲဆိုတော့ BMS ကတော့ battery management လုပ်ပြီးပြီးသားဖြစ်တဲ့အတွက်ပေါ့နော်သူကသူနဲ့တွဲသုံးလိုက်ရင်လည်းတော့အဲသူရဲ့ BMS ကနေပြီးတော့မှဒါအဝင်ကိုစောင့်ကြည့်ပြီးတော့မှသူက battery အတွက်လိုအပ်တဲ့ charging စုကိုသူကလုပ်ပေးမှာပေါ့နော် ဟုတ်ပြီအဲ့လိုရှိတယ်ဒါပေမဲ့ဒီ BMS စနစ်မပါတဲ့ဟာတွေနဲ့သုံးမယ်ဆိုရင်တော့အခက်မသိရင်ဒီ back cover တွေကဒီ over charging ဖြစ်တာတွေဘာညာတွေကြုံတွေ့နိုင်တယ်ပေါ့နော်ဒါပေမဲ့အာ BMS စနစ်ပါတဲ့ဟာရင်းနဲ့တွဲသုံးမယ်ဆိုရင်တော့အဲ့လိုပြဿနာတွေတော့မရှိနိုင်ဘူးဒီ back cover တွေကပေါ့နော် DIY solar controller ဖြစ်နေပဲသုံးသုံးနောက်ပြီးတော့ဒီ battery တွေကို charging လုပ်တဲ့နေရာမှာပေါ့နော်ဒီအဝင်ကို node ဒီ adapter တွေကနေပြီးတော့မှဘိုးကို ါလည်းဒီဘိုးအမြင့်ဝင်ခိုင်းပြီးတော့မှဒီအထွက်မှာကိုလိုချင်တဲ့ဘွားကိုပြန်လျှော့ပြီးတော့မှဒါဘက်ထရီကိုကောင်းမွန်စွာ charging လုပ်ပေးနိုင်တာကိုတွေ့ရတယ်ဗောနော်ဟုတ်ပြီဒါပဲတခုရှိတာကဒီ back converter တိုင်းတော့မရဘူးဒီ CCCB ဗောနော် CCCB လို့ခေါ်တဲ့ဒီအာ current တွေကို limit လောက်တာနဲ့ဘိုးတွေကို limit လောက်လို့ရတယ် back converter လေးမှာပဲရမယ်ပေါ့နော်ဒီ battery charging လုပ်ဖို့ကတော့အာ current ကတော့ဒါကိုလို့တို့လို့ဒါဘယ်လိုခေါ်မလဲ limit လောက်လို့ရတယ်ဗောနော်ဥပမာကိုသွင်းမဲ့ battery ကဘယ်လောက် ampere လောက်ထိပဲခံနိုင်တဲ့ battery လဲနော်ဘယ်လောက် ampere လောက်ထိပဲသွင်းပါလဲဆိုတာကိုမူတည်ပြီးတော့မှကျွန်တော်တို့ကကန့်တတ်လို့ရတယ်ဗောနော်အနာကဒီ battery ကိုအသွင်းတဲ့နေရာမှာတော့ကျွန်တော်သူ့ကို current ကို limit လောက်မထားဘူးကျွန်တော်အဆုံးထိတင်ပေးထားတာဘာကြောင့်လဲဆိုတော့ battery ကလိုအပ်တဲ့ current ပမာဏကိုသူကဆွဲသွားမယ်ပြီးတော့ solar နေပြီးတော့မှသူအမြင့်ဆုံးထုတ်ပေးနိုင်တဲ့ current ကိုပဲအဲ့တော့ထုတ်ပေးမှဖြစ်တဲ့အတွက်ပေါ့နော်ဟောပြီးအဲ့ဒါကြောင့်မလို့ကျွန်တော်မချိန်တော့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကနေ့ကျွန်တော် ပြောပြပေးခဲ့တဲ့အကြောင်းအရာအားလုံးကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်။